ဘွန်ဒက်စ်လီဂါတိုက်စင်မှု2ဦးကို ခေါ်ယူဖို့စကားပြောဆိုမှုတွေလုပ်နေတဲ့မန်ယူအသင်းမင်္ဂလာပါပိတ်တကြီးစကိုင်းစပော့ရဲ့ဂျာမနီသတင်းထဖလော်ရန်ပတ်တဘက်ကတော့မန်ယူသင်းနိပြအမိုလင်ဟာလက်ဖြစ်တိုက်စင်မှု19နဲ့ဖရန်ပတိုက်စင်မှုအကီတီဂေရော့ကိုခေါ်ယူဖို့စကားပြောဆိုမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်စင်မှု2ဦးလောက်ဟာအသက်ငယ်ရွယ်ပြီးရေသွင်းမဲ့တိုက်စင်မှုတွေပဲဖြစ်ပါတယ်။ဗဂျာမင်19ကအသက်23နှစ်ပဲရှိသေးပြီးဒီရသည်မှာလားလက်ဖြစ်သင်းအသက် စကနဂိုထိတင်းယူထားတာ6ဂိုးဖန်တီးထားပါတယ်ဖရမ်ဘက်တိုက်စမူဟူဂိုအဂတီကေကပြိုင်ပွဲဆုံး6ဂိုးတင်းယူထားပြီး6ဂိုးဖန်တီးထားပါတယ်မန်ယူတင်းကပင်းများလီမှာတော့ရုံးကန်နေရပြီးအသင်းရဲ့တိုက်စစ်ပိုင်းကိုတောင်းဝန်ယူထားတဲ့ဟော့လန်နဲ့စစ်စီတို့ကဂိုးပေါက်တွေပြောင်းနေခဲ့ပြီးမန်ယူတင်းအတွက်လုံလောက်တဲ့တွင်းဂိုးတွေကိုတွင်းယူပေးနိုင်ခြင်းမရှိပါဘူးဟော့လန်ကဒီရတီပြိုင်ပွဲဆုံး6ဂိုးသာတင်းယူထားပြီးစစ်စီကတော့6ဂိုးသာတင်းယူထားလို့နေပြအမော်ရင်ကိုယ်တိုင်စစ်ချက်ကစားသမားကိုချက်ဖွင့်နေရပဲဖြစ်ပါတယ် အနေနဲ့မှာတော့မန်ယူတင်ကအဆိုပါတိုက်စစ်မှုနှစ်ဦးကိုတကယ်ပဲနေလာစောင့်ကြည့်မှုတွေပြုလုပ်နေပြီးဒါကပြောဆိုမှုတွေပြုလုပ်ထားပါတယ်မန်ယူတင်ဟာလာမယ့်နေရာဒီမှာအသင်းကိုပြန်လည်ဖြည့်တင်းမှုတွေပြုလုပ်မှာဖြစ်ပြီးဒီရတဲ့ကြက်လက်တွေစိုးဝါးနေရာကိုခြေဖြတ်ဖို့ကြိုးစားနေရပဲဖြစ်ပါတယ်အခုချိန်မန်ယူတင်မှာတိုက်စစ်မှု၃ဦးလောက်ရှိပေမဲ့ဒီပြအမော်ရင်ကိုအထင်ကြီးအောင်လုပ်ပြမယ်ဒါသမားတော့မရှိသေးပါဘူးဒီပြအမော်ရင်ရဲ့၃လနေတဲ့ကစားကွက်မှာကိုသွင်းနေကြတဲ့တိုက်စစ်မှုကအဓိကကြာနေပါတယ်အဲ့ဒီချက်ကြောင့်ဒီပြအမော်ရင်ကမန်ယူတင်ကိုရောက်တော့ ကိုယ်သိမတည်ကြတဲ့တိုက်စံမှုတွေကြောင့်ပဲဖီးအားတွေခံစားနေရတာပဲဖြစ်ပါတယ်။အခုလည်းစကောနဲ့ AKTK တို့ကရာသီကုန်ရင်အသိအကံတွေထွက်တော်မယ်လို့သတင်းတွေထွက်ပေါ်နေရကြောင့်မယုတ်တင်ဟာလည်းစိတ်ဝင်စားမှုတွေမြင့်တက်နေပါတယ်။အသက်ငယ်ပြီးရေသွေးမြင့်တဲ့ဆိုပါတိုက်စံမှုနှစ်ဦးကိုခွင့်ပြုမယ်ဆိုရင်တော့ကြောင်းချွေချင်းဟာတုံဦးချင်း UU တန်း80နဲ့80ကြာပေးရလိမ့်မယ်လို့သိရပါတယ်။ဒါ리တော့မယုတ်တင်ကတိုက်စံနေရာကိုဖြစ်တင်းဖို့စကောနဲ့ AKTK တို့ကိုခွင့်ပြုတော့မလားကျွန်တော်တို့တွေစောင့်ကြည့်ရပါလိမ့်မယ်။